င်္ဂလာညချမ်းလေးပါရှင်။နိုဝင်ဘာလ28ရက်နေ့အကြောမျိုးတော်ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်မကတော့အင်ထူမီပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့စစ်တပ်ကိစ္စကန်တိုက်ခိုက်ခံရပြီးစစ်တပ်ဗမာ2ဦးသေဆုံးကဆိုင်ကယ်၄စီးနဲ့စကားပြောဆက်တလုံးသိမ်းဆည်းရရှိရတဲ့သတင်း။အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခတိုင်းမှုအဖြစ်ဘိုးချုပ်ကျော်သူရကိုအစားထိုးခန့်အပ်တဲ့သတင်း။ဆိုင်ကယ်ခုနစီးနဲ့ကင်းပတ်ထွက်လာတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရပြီး တအူးသေးဆုံးကထိခိုက်ဒဏ်ရာများတဲ့တဲ့ရင်နေပြီးတော့မှလိုင်စင်မဲ့ကားကို လိုင်စင်အပွားလုပ်ပြီးစီးနှင်းသူဖမ်းဆီးခံရတဲ့တဲ့ရင်မိထီလာမျိုးနယ်မှာတက်ကြီးရွယ်အိုရီနဲ့တယောက်ထန်းနေသူတွေကိုအဓိကပြစ်မှတ်ထားကတိုးစင်းနဲ့တိုးပြီးရွှေတယ်တွေနဲ့ငွေကြီးတွေယူဆောင်မှုဖြစ်ပွားတဲ့တဲ့ရင်မကွေးတိုင်းဒေသကြီးအတွင်းရှိမြေပြင်တော်လန်ရေးတပ်ဖွဲ့ထံကာကွယ်ရေးထောက်ပို့ပစ္စည်းတွေရောက်ရှိတဲ့တဲ့ရင် မကွေးမြို့မှာဆိုင်ကယ်လိုင်စင်တွေစစ်ပြီးနမက်ပြားအလားတက်ဆင်ထားတဲ့ဆိုင်ကယ်တွေကိုဖမ်းဆီးငွေညစ်ခါအချို့ကိုပေါ်တာဆွဲတဲ့တဲ့င်းရွေးကပွဲမှာထရန့်ကဝင်ရောက်ဆွတ်ဖက်ချောင်းဆွတ်ဆွဲထားတဲ့အမှုကိုတရားရုံးကပယ်ချတဲ့တဲ့င်းအစရှိတဲ့တဲ့င်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်ပထမဆုံးတဲ့င်းတစ်ပုဒ်အနေနဲ့စစ်တပ်ဂိတ်စခန်းတိုက်ခိုက်ခံရပြီးစစ်တပ်ဘက်မှ9ဦးသေဆုံးကဆိုင်ကယ်လေးစီးနဲ့စကားပြောဆက်တလုံးသိမ်းဆည်းရရှိတဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်ရှင်။ ။ပဲခူးတိုင်းတာယာရီခရိုင်နှစ်တလင်းမြို့နယ်မှာနိုဝင်ဘာလ26ရက်နေ့မနက်7:00နာရီဝန်းကျင်ခန့်ကစစ်တပ်ဂိတ်စခန်တိုက်ခိုက်ခံရပြီးစစ်တပ်ဘက်မှ2ဦးသေဆုံးခဲ့တယ်လို့အမတ်နေ့စစ်စင်ရေးနယ်မြေကထုတ်ပြန်ထားပါဗျ။နတလင်းမြို့နယ်ရှားပြူကုန်းကျေးရွာရှိစစ်တပ်ဂိတ်စခန်းကို ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာစစ်တပ်တပ်ဖွဲ့ဝင်တွေထံမှဆိုင်ကယ်လေးစီးနဲ့စကားပြောဆက်တလုံးကိုတင်းစီရရှိခဲ့တယ်လို့သိရပါဗါဒတိုက်ခိုက်မှုအတွင်းစစ်တပ်ဘက်မှ2ဦးသေဆုံးပြီးကြံတဲ့စစ်တပ်တပ်ဖွဲ့ဝင်တွေကထိခိုက်ဒဏ်ရာတွေရပြီ ခိတ်စကန်းကိုဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမတ်နှစ်စစ်စင်ရေးနယ်မြေပဲခူးတိုင်းစစ်ဌာနဗျူဟာ၂၀နှစ်အမတ်3000အမတ်3801တရင်တက်ခွဲ6နှစ်တလင်းမြို့နယ်ပကပါရိုကပူပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ဒါ့အပြင်အဲ့ဒီနှစ်တရက်ထဲမှာပဲပဲခူးတိုင်းတာယာဝရီခရိုင်ပေါင်းတယ်မြို့နယ်ပန်းတင်းပင်ကျေးရွာမှာဆိုင်ကယ်ရီနဲ့ထွက်လာတဲ့စစ်တပ်တပ်ဖွဲ့ဝင်တွေကို အမှတ်3801တရင်ယုံရဲဘော်တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှတအူးသေးဆုံးပြီးတအူးထိခိုက်ဒဏ်ရာရကတော်လိုင်းရဲဘော်တွေကအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့နိုဝင်ဘာလ23ရက်နေ့ကလည်းဂျိုးပင်ကမြို့အဝင်ကစစ်တပ်ဂိတ်စခန်းကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရာဂိတ်စခန်းအတွင်းရှိဒူရဲအုံကျော်စင်ထွန်းအပါအဝင်စစ်တပ်တပ်ဖွဲ့ဝင်5ဦးသေဆုံးပြီး9ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ကလက်နက်တချို့သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါဗျ။ ဒုတိယသတင်းတစ်ပုဒ်အနေနဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခတိုင်းမှုအပြင်ဗိုလ်ချုပ်ကျော်သူရကိုအစားထိုးခန့်အပ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခတိုင်းမှုဖြစ်သူဗိုလ်မှူးချုပ်မျိုးမင်းထွေးကိုစစ်ခုံရုံးနဲ့စစ်ဆေးနေချိန်မှာသူ့နေရာကိုဗိုလ်ချုပ်ကျော်သူရနဲ့စစ်ကောင်းဆောင်ကအစားထိုးလိုက်ပါတယ်။နမခတိုင်းမှုဗိုလ်မှူးချုပ်မျိုးမင်းထွေးဟာရွှေလောက်ကွက်ကိစ္စတွေအပါအဝင်အာဂရီမူကြောင့်2025ခုနှစ်နိုဝင်ဘာလတတိယပတ်အတွင်းမှာ စုံစမ်းစစ်ဆေးရေးခုံရုံးနဲ့စစ်ဆေးတာကိုခံနေရတာပါဒီလိုအစားထိုးလိုက်တာကတေချာပအေးအယူဖို့ရှိရဆိုတဲ့သဘောဖြစ်ပါတယ်အ ਨੇ ဆုံးထောင်နှံတော့မဖြစ်မနေကြမဲ့သဘောပေါ့စစ်တုံမန်းဘဝကနေတိုင်းမှုဖြစ်လာပြီးတော့မှထောင်ကြမဲ့သဘောပေါ့ဗျာလို့စီဒီယံဘုံမှုဆွေတော်ကမြို့တော်ကိုပြောပါတယ်တိုင်းမှုတိဖြစ်လာတဲ့ဘူချုပ်ကျော်သူရဟာကလောအခြေဆိုင်ဦးစတအကြောင်းအကြီးကနေပြောင်းရွှေ့လာတာဖြစ်ပါတယ် သူဟာစစ်တပ်ကတော်ဘိုလောင်းအမတ်စဉ်39ကဖြစ်ပြီးနမခအတိုင်းမှုအဖြစ်မုံရမာတာဝန်ထမ်းဆောင်နေပြီလို့သိရပါဗျ။စုံခုံနဲ့စစ်ဆေးတာခံနေရတဲ့ဗိုလ်မှူးချုပ်မျိုးမင်းထွေဟာအလုတ်တင်ဗိုလ်တင်နန်းဒေသ26မှာဖြစ်ပြီးကြောင်မဲအခြေဆိုင်အမတ်၁စစ်စင်ရေးကိုကဲမှုဌာနချုပ်မှာစကခမှုအဖြစ်နဲ့လာရှိုးမျိုးအခြေဆိုင်အရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခကိုကိုကန့်ချက်ဖွဲ့ MNDA နဲ့မဟာမိတ်တပ်ဖွဲ့တွေကတင်ပိုက်လိုက်ချိန်မှာတိုင်းမူဟောင်းဗိုလ်ချုပ်ဆိုတင် တိုင်းစစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်တန့်ထင်စိုးတို့နဲ့အတူလက်နက်ချခဲ့သူဖြစ်ပါတယ်။အဲဒီနောက်ကိုကန်တပ်ဖွဲ့နဲ့စစ်တပ်တို့အကြားဆွေးနွေးညှိနှိုင်းပြီးပြန်လည်လွတ်မြောက်လာခဲ့တာပါ။လွတ်မြောက်ပြီးရဲ့နောက်တတကစက်သုံးတပိတ်ချင်းကြောက်ကြီးအဖြစ်ခန့်အပ်ခဲ့ပြီးတွင်းငယ်လမ်းစုံကိုစစ်တပ်ကပြန်ရပြီးနောက်ပိုင်းကိုကဲခဲ့တဲ့သူကို2024ခုနှစ်ဒီဇင်ဘာလမှာနာမခတိုင်းမှုအဖြစ်နေရာပေးခဲ့တာဖြစ်ပါတယ်။အခုတော့တိုင်းမှုအဖြစ်မြောက်စားခံရတာတနည်းပြဖို့ရက်ပိုင်းအလိုမှာအေးအေးယူဖယ်ရှားခံခဲ့ရပြီဖြစ်ပါရဲ့ရှင်။ တတိယသတင်းတပုတ်အနေနဲ့ဆိုင်ကယ်9စီးနဲ့ကင်းပတ်ထွက်လာတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရပြီးတအူးသေးဆုံးကထိခိုက်ဒဏ်ရာများရရှိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ပဲခူးတိုင်းပြည်ခရိုင်တဲကုန်းမြို့နယ်မှာဆိုင်ကယ်9စီးနဲ့ကင်းပတ်ထွက်လာတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရပြီးတအူးသေးဆုံးကဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ပေါင်းတယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့3601တပ်ရင်းကမနေ့ကသတင်းထုတ်ပြန်ထားပါဗျ။ပြီးခဲ့တဲ့နိုဝင်ဘာလ17ရက်နေ့ည10:00နာရီအချိန်ကမှာ တဲကုန်းမြို့နယ်တင့်နီရောအုပ်စုမှာရှိတဲ့မြစ်စုကုန်းကျေးရွာဘက်ကိုစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကကင်းပတ်ထွက်လာချိန်မှာတိုက်ခိုက်မှုဖြစ်ပွားခဲ့တာလို့သိရပါတယ်။စစ်တပ်ဘက်ကဆိုင်ကယ်9စီးနဲ့ရွာထဲညဘက်ကင်းပတ်ထွက်ချိန်ကိုတော်လိုင်းရေးတပ်ဖွဲ့တွေကပြစ်ခတ်တာအပြန်အလှန်ပြစ်ခတ်မှုလည်းခဏလောက်ဖြစ်သွားတယ်။စစ်တပ်ဘက်ကဒဏ်ရာရတာ3-4ဦးလောက်ရှိမယ်ထင်တယ်။စစ်သားတယောက်တော့သေတယ်လို့တော်လိုင်းရေးနဲ့နှိစက်သူတဦးကပြောပါတယ်။အဆိုပါတိုက်ခိုက်မှုမှာစစ်ကောင်စီဘက်ကဒဏ်ရာရရှိသူ3ဦးခန့်ရှိပြီး ဒဏ်ရာရသူတွေကိုတဲကုန်းစေယုံတို့ပို့ဆောင်စဉ်စေယုံမှာစစ်သားတအူးသေဆုံးခဲ့တယ်လို့ပေါင်းတယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်းထုတ်ပြန်ပြောဆိုထားပါတယ်။အဆိုပါတိုက်ခိုက်မှုကို UR 21ကိုကဲမှုအောက်ရှိပြည်ခရိုင်အမှတ်3601တက်ရင်တက်ခွဲ3နဲ့တက်ခွဲ5တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရတဲ့အပြင်အပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးတော်လိုင်းဤတက်ဖွဲ့တွေအထီးခိုက်မှရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်းသိရပါတယ်။ဒါအပြင်ပြည်သူ့ကာကွယ်ရေးတက်ဖွဲ့တွေအနေနဲ့ စစ်ရေးအချိန်မြင့်တက်လာတာနဲ့အများစစ်ကောမရှင်တပ်ဖွဲ့ဝင်တွေကိုအချိန်မီ၍နေရာမီ၍တိုက်ခိုက်သွားမှာဖြစ်တယ်လို့လည်းပေါင်းတယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကသတိပေးပြောဆိုထားပါတယ်ရှင်။နောက်ထပ် သတင်းတစ်ပုဒ်အနေနဲ့နေပြည်တော်မှာလိုင်စင်မဲ့ကားကိုလိုင်စင်အပွားလုပ်ပြီးစီးနှင်းသူဖမ်းဆီးခံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။နေပြည်တော်နဲ့မကွေးတိုင်းစိတ်ဖြူမြို့နယ်တို့မှာစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကကိုရိုင်းလိုင်စင်မဲ့ကားတွေကိုစီးပြီးအယက်သားပြည်သူတွေစီးနေတဲ့လိုင်စင်မဲ့အင်စီကားတွေကိုလိုက်လံဖမ်းဆီးနေတယ်လို့သိရပါဗျ။ နေပြည်တော်ဥတ္တရသီရိမြို့နယ်မြို့တော်ဂါကွင်းအနားမှာနှွေမာလာ23ရက်နေ့မနက်ပိုင်းကအင်စည်းကားတစ်စီးကိုစစ်ဆေးပြီးလိုင်စင်စာအုပ်အပွားနဲ့လိုင်စင်မဲ့ဖြစ်နေတာကြောင့်လို့ဆိုကကားနဲ့ကားပိုင်ရှင်ကိုဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ Land Cruiser ကားအဖြူရောင်ကိုစစ်တာလိုင်စင်စာအုပ်ကအပွားလုထားတာသူတို့ရဲတွေလည်းအပွားနဲ့စီးနေတာဆိုတော့တန်းသိရ။အဲ့ကားရောပိုင်ရှင်ကောင်လေးကိုရောဖမ်းသွားတယ်လို့ဒေသခံတကူကပြောပါတယ်။ဖမ်းဆီးခံရသူဟာနေပြည်တော်ပုပ္ပသီရိမြို့နယ် မင်္ဂလာဒီပရက်ွက်ကပြည့်စုံပေါင်း34နှစ်လို့သိရပြီးဖရာကုန်းမြို့မရဲစခန်းကပါသော90မြင်းဆောင်2025ပို့ကုံသွင်းကုန်ဥပဒေပုံမှရှင်းတဲ့ဖမ်းဆီးအရေးယူထားတယ်လို့သိရပါတယ်။ဒါ့အပြင်မကွေးတိုင်းစိတ်ဖြူမြို့နယ်မှာဖုန်ကြီးကျောင်းဝေယဝစ္စသုံးမှုဝယ်ယူထားတဲ့ဖော်ကားတစည်းကိုလည်းစစ်ကောင်မရှင်ကအနော်ရထားတရားမှာဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ပရိုက်တာဖုန်ကြီးကျောင်းကကားပါလိုင်စင်မရှိဘူးဆိုပြီးအက်ကောင်ပေါင်းတဲ့သူပါဖမ်းတာ။ ဖုန်းကြီးတွေလိုက်ထုတ်တာကိုမရတာလို့ဒေသခံတကူကပြောပါရယ်။ဖမ်းဆီးခံရသူမှာလာရှိုးမျိုးမှာနေတယ်။ကျော်တီဟခေါ်တီဟ36နှစ်လို့သိရပြီးပရိုက်တာဖုန်းကြီးကြောင်းကဖော်ကားကိုကုသိုလ်ယူမောင်းပေးနေတာလို့သိရပါရယ်။စစ်ကော်မရှင်က၎င်းတို့ကိုယ်တိုင်လိုင်စင်မဲ့မော်တော်ယာဉ်တွေစီးနေပြီးမယ်။အရက်သားတွေလိုင်စင်မဲ့စီးနေတာကိုနေရာအနက်မှာခုလိုအပြစ်ရှာအရေးယူဖမ်းဆီးနေတယ်လို့သိရပါရယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ မက်တီလာမျိုးနယ်မှာတက်ကြီးရွယ်အိုတွေနဲ့တယောက်ထဲနေသူတွေကိုအဓိကပြစ်မှတ်ထားကတိုးစင်းနဲ့တိုးပြီးရွှေလယ်တွေနဲ့ငွေကြေးတွေယူဆောင်မှုဖြစ်ပွားတဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းမက်တီလာမျိုးနယ်မှာတယောက်ထဲနေတဲ့တက်ကြီးရွယ်အိုတွေနဲ့အငိမ့်စားတွေရဲ့နေအိမ်တွေကိုအဓိကပြစ်မှတ်ထားကလူရန်လူချောင်းပြောဆိုပြီးတိုးစင်းနဲ့တိုးကနေအတွင်းကရွှေလယ်ပစ္စည်းတွေနဲ့ငွေကြေးတွေယူဆောင်သွားတာတွေမကြာခဏဖြစ်ပွားနေတယ်လို့သိရပါဗျ။နွေမာလာ26ရက်နေ့မနက်7:00ခွဲကန်က မိဒီလာမျိုးကြီးတော်ကုန်းရက်ကွက်နယ်မြေလေးမှာနေတဲ့အငိမ့်စားဝန်ထမ်းတဦးရဲ့နေအိမ်ကိုလူငယ်၂ယောက်ရောက်လာပြီးအဘားတို့အရွယ်အသက်ကြီးသူတွေကို Wi-Fi ဆိုပါကုန်းနဲ့ water cooler တွေလိုက်လံလူရန်နေတာဖြစ်ကြောင်းအမီနဲ့အသက်ကိုရေးခိုင်းတာကြောင့်စာရွက်ကိုယူကရေးပေးခဲ့ကြောင်းအဲ့နောက်တခြားအိမ်တွေမှာကတော့ပြီးရင်လာမမလို့အခင်းတွေခင်းခိုင်းကြအိမ်ကိုပေချိုးနဲ့တိုင်ခိုင်းလို့တိုင်ခဲ့ရကြရွှေရေတိတ္တာတော်တွေမလုံးဂျုံလို့တော့အစ်စ်လေးပေးမယ်ဆိုကရွှေရေတွေထုတ်ခဲ့ပြီး အဲ့ဖိုးသတိရလာတော့ရွှေလဲတွေနဲ့ငွေတွေကိုယူဆောင်ကဆိုင်ကနဲ့ထွက်ပြေးသွားတယ်လို့သိရပါတယ်တို့စည်းသဘောမျိုးလို့ယူဆရတယ်သူတို့ပေးတဲ့စာရွက်ကိုကင်လိုက်ရင်ကိုအဲ့လူကသတိလွတ်သွားပြီးခိုင်းသမျှအကုန်လုပ်တော့တာအဲ့လူဦးနာကိုအနာမပေးဘဲဒရဆက်ခိုင်းနေရတာမျိုးပေါ့အဲ့လူစိတ်ငြိမ်ပြီဆိုမှသတိကပြန်ရလာတာလို့ကြားဘူးတယ်လို့မိတိလာမျိုးကန်တူကပြောပါတယ်ဒါအပြင်မိတိလာမျိုးကရံမျိုးအောင်ရက်ွက်ပြီးသားရရက်ွက်မျိုးတိရက်ွက်တွေမှာလည်း ခုလိုတိုးစည်းလို့ယူဆရတဲ့ကိစ္စမျိုးနဲ့နေအိမ်တွေထဲထိဝင်ရောက်ခါတကိုယ်ထဲနေတဲ့တက်ကြီးရွယ်အိုတွေကိုပြစ်မှတ်ထားတာခုလိုတိုးစည်းနဲ့လူရမှုတွေဖြစ်ခဲ့တယ်လို့သိရပါတယ်။အရင်အပတ်ကပဲကျွန်တော်တို့ရက်ွက်ထဲမှာဖြစ်တာအဘွားကြီးတယောက်ထဲထိုင်နေတာကိုကတော့ကျင်လို့ပါဆိုပြီးဘလို့လုပ်တယ်မသိဘူး။ရွှေတွေတောင်းနေတာသူ့သားကရောက်လာတာမြင်လို့သတိလွတ်သွားတာသူ့သားကမိမသတိပြန်ရလာတာအညို့ခံရတာမျိုးလို့ဒေသခံတအူးကပြောပါတယ်။စစ်ကောင်မရှင်ထိန်းချုပ်ရာမိထီလာမြို့နယ်မှာ ခုလိုတက်ကြီးရွယ်အိုတွေနဲ့တကိုယ်တည်းနေသူတွေကိုပုံစံအမျိုးမျိုးနဲ့နေနေသည့်ဝင်ပြီးတို့စည်းနဲ့တို့ကရွှေရယ်နဲ့ငွေကြေးတွေယူဆောင်ခံနေရတာတလားကျော်နှစ်လားလောက်ရှိနေပြီမယ်စစ်ကောင်မရှင်ဘက်ကအေးအယူဆောင်ရွက်တာနဲ့ကာကွယ်ပေးတာမျိုးလည်းမရှိဘူးလို့သိရပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မကွေးတိုင်းဒေသကြီးအတွင်းရှိမြေပြင်ဒေါ်လာရေးတပ်ဖွဲ့ထံကာကွယ်ရေးထဖို့ပစ္စည်းတွေရောက်ရှိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင် မကွေးတိုင်းဒေသကြီးအတွင်းရှိမြေပြင်ဒေါ်လာရေးတပ်ဖွဲ့ရေထံ မကွေးစီတို့ကမ်ပိန်းကနေထောက်ပို့ကူညီတဲ့ကာကွယ်ရေးထောက်ပို့ပစ္စည်းအများအပြားရောက်ရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ26ရက်နေ့မှာကာကွယ်ရေးဝန်ကြီးဌာနကပြည်သူ့ကာကွယ်ရေးတပ်မတော်မကွေးတိုင်းစစ်ဌာနကုကဲမှုအောက်ရှိတပ်ရင်းတပ်ခွဲတွေအတွက်မကွေးစီတို့ကမ်ပိန်းအစီအစဉ်ဖြင့်ကာကွယ်ရေးပစ္စည်းတွေကိုထောက်ပို့ကူညီခဲ့တာဖြစ်တယ်လို့သိရပါတယ်။ Forward မြန်မာအဖွဲ့နဲ့တော်လန်ပြည်သူတွေရဲ့ကူညီထောက်ပံ့မှုနဲ့ ရေပြင်တက်ရင်းမှာလိုအပ်နေတဲ့အကြီးကားတွေအုတ်ထုတ်တွေကိုပို့ဆောင်ခဲ့တာဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကပြောဆိုထားပါတယ်။ဒါအပြင်ယခုကမ်ပိန်းမှာပါဝင်အားဖြည့်ပေးတဲ့တော်လန်ပြည်သူတွေနဲ့ Forward မြန်မာအဖွဲ့ကိုလည်းကျေးဇူးမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်းနဲ့ဆက်လက်လှုပ်ဆောင်နေတဲ့စကိုင်းကမ်ပိန်းမှာလည်းပါဝင်အားဖြည့်ပေးကြဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကတိုက်တွန်းလို့ဆော်ထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မကွေးမြို့မှာစိုင်းကယ်လိုင်းစင်တွေစစ်ပြီး နံပါတ်ပြအလားတက်ဆင်ထားတဲ့ဆိုင်ကယ်တွေကိုဖန်းစည်းငွေညစ်ခါအချို့ကို ပေါ်တာဆွဲတဲ့တည်င်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းမကွေးမြို့မှာဆိုင်ကယ်လိုင်စင်စစ်ဆေးပြီးလိုင်စင်မရှိသူအထောက်အထားမပြနိုင်သူတွေအပြင်နံပါတ်အလားတက်ဆင်ထားတဲ့ဆိုင်ကယ်တွေကိုပါဖန်းစည်းနေတယ်လို့သိရပါဗျ။နိုဝင်ဘာလ26ရက်မနေ့ကမနက်ပိုင်းမှာမင်းဘူးလန်းစုံနဲ့မကွေးမြို့ကန္နာလန်းတွေမှာစစ်ကောင်မရှင်တပ်ဖွဲ့တွေကဆိုင်ကယ်လိုင်စင်တွေစစ်ဆေးခဲ့ပြီးနံပါတ်အလားတက်ထားတဲ့ဆိုင်ကယ်တွေကိုပါဒဏ်ငွေရိုက်ခဲ့တယ်လို့သိရပါဗျ။ ောင်းကြဖိုင်ဘာနံပါတ်ပြတ်တက်ထားတဲ့ဆိုင်ငယ်တွေလည်းဖမ်းနေတယ်။ဒံငွေ3000နဲ့ညှိပြီးလွတ်ပေးတယ်။လိုင်စင်နံပါတ်ပြတ်မပါတဲ့ဆိုင်ငယ်တွေ၊ correction နဲ့နောက် market အဖုံးမှာရေးထားတဲ့ဆိုင်ငယ်တွေလည်းဖမ်းထားတယ်။လူတွေကိုတော့မဖမ်းဘူးလို့ဒေသခံတူကပြောပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကမကွေးကံပြားလမ်းပေါ်မှာစစ်ကော်မရှင်တပ်ကဆိုင်ငယ်လိုင်စင်စစ်ရင်လူငယ်နှစ်ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့သေးတယ်လို့လည်းသိရပါတယ်။မကွေးကံပြားလမ်းပေါ်မှာဆိုင်ငယ်နဲ့လူငယ်နှစ်ယောက်ကိုဖမ်းသွားတယ်။ လူလိုက်စင်မပါလို့ဆိုပြီးရိုးရိုးဖမ်းတာထင်လို့သူ့မိသားစုကလိုက်ရွေးတာစစ်မှုရမ်းဖို့ဖမ်းတာဆိုင်ငယ်ပြန်ယူဆိုပြီးပြန်ပေးတယ်လို့ဒေသခံတူကပြောပါရယ်စစ်ကော်မရှင်တပ်ကမကွေးမြို့နယ်မှာစစ်မှုရမ်းအတွက်လူငယ်တွေကိုဆိုင်ငယ်လိုင်းစွင်းနေအဓိကအကြောင်းပြဖမ်းဆီးပြီးငွေကြေးတောင်းခံတာတွေလုပ်နေပြီးမကွေးတပ်ကတော်ကိုចောင်းလာတက်တဲ့အဝေးတင်အကြောင်းသားတွေလည်းအဆအဆအယားအယားသတိထားသွားလာကြဖို့မကွေးမြို့ခံတူကသတိပေးပြောဆိုထားပါရယ်ရှင်နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ ရွေးကောက်ပွဲမှာ Trump ကဝင်ရောက်ဆက်ဖက်ခဲ့ကြောင်းဆွဆွဲထားတဲ့အမှုကိုတရားရုံးကပယ်ချတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ American ပြည်အောင်စုက Georgia ပြည်နယ်ရှိတရားလိုများက2020သမရရွေးကောက်ပွဲမှာဝင်ရောက်ဆက်ဖက်ခဲ့တယ်လို့ဆွဆွဲခံထားရတဲ့သမရ Donald Trump အပေါ်ဆွဲချက်တင်မှုကိုရုပ်သိမ်းလိုက်ပြီးဖြစ်ပါတယ်။2023ခုနှစ်မှာ Trump က Georgia ပြည်နယ်မှာသူ့ရဲ့ရှုံးနိမ့်ခဲ့တဲ့2020ရွေးကောက်ပွဲဝင်ရောက်ဆက်ဖက်ခဲ့မှုဆွဲချက်ကိုရုပ်သိမ်းမှုပြည်နယ်နဲ့ခြားခြားမှုဥပဒေတွေကိုချိုးဖောက်ပြီး ကြိုးပမ်းခဲ့တယ်လို့ဆွဆွဲခံရတာပါဗုဒ္ဓဟူးနေ့မှာတော့ဂျော်ဂျီယာပြည်နယ်တရားရုံးကအမှုကိုဥဆောင်နေတဲ့တရားလိုရှိနေက အမှုကိုပယ်ဖြတ်ပေးရန်တောင်းဆိုခဲ့ပြီးရနာအမှုကိုပယ်ဖြတ်ခဲ့တာဖြစ်ပါတယ်တရားလိုက လက်ရှိသမရဟာဂျော်ဂျီယာမှာတရားရင်ဆိုင်မှုဖိအားကိုခံရမယ်ဆိုတာဟာလက်တွေ့ကြတဲ့အလားအလာမရှိဘူးလို့ပြောခဲ့ပါတယ်ဒီအမှုဟာ2024ရွေးကောက်ပွဲမှာအင်ဗီရိုကိုပြန်လာဖို့ထရက်ရဲ့မဲဆွယ်ပွဲအတွင်တင်သွင်းခဲ့တာပါ ထရန်ကအဲ့ဒီအမှုဟာသူ့ရဲ့ရွေးကောက်ပွဲရှင်ပြိုင်မှုကိုဟန်တားဖို့ကြိုးပမ်းမှုတစ်ခုလို့ခေါ်ဆိုခဲ့ပြီးဒါကိုရုတ်သိမ်းဖို့တောင်းဆိုခဲ့တာပါထရန်ရဲ့မဲဆွယ်စည်းရုံးရေးအတွင်းခရိုင်အချင်းတော်တစ်ခုမှရိုက်ကူးထားတဲ့သူ့ရဲ့ဖမ်းဆီးခံထားရတဲ့ပုံစံဓာတ်ပုံကိုအသုံးပြုပြီးရန်ဝငွေကောက်ခံခဲ့တာပါဒီအမှုဟာတစိမ့်တစ်ပိုင်းအနေနဲ့အမှုဖွင့်ခဲ့တဲ့တရားလူရှိနေဟာမသိလျော်တဲ့ပုံပေါက်ခဲ့တာကြောင့်အမှုကိုပယ်ချခဲ့လို့ရပ်တန့်သွားခဲ့ပါတယ်ထရန်ကဥပဒေနဲ့တရားမျှတမှုဟာအနာရပြီလို့လူမှုကွန်ရက်မှာရေးသားခဲ့ပြီး သူ့အပေါ်မကောင်းဆိုးဝါးလိုသဘောထားပြီးတုတ်တင်မှုကိုလုံးဝပယ်ချနိုင်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ထရန့်အနေနဲ့သမရအဖြစ်ရွေးကောက်တင်မြောက်ခြင်းမပြုမီတရားစွဲဆိုမှု၄ခုအနက်၃ခုကိုအခုအချိန်မှာပယ်ဖြတ်လိုက်ပြီးဖြစ်ပါတယ်။၂016သမရရွေးကောက်ပွဲမတိုင်မီအပြာတရုတ်ဆောင်ကျဲပွင့်တဦးကိုငွေပေးချေမှုအတွက်ကြံရှိနေသေးတဲ့ငွေကြေးကိစ္စမှာထရန့်ကိုပြစ်ဒဏ်ချမှတ်ခဲ့ပေမဲ့လည်းအယူခံဝင်ခဲ့တာကြောင့်ထောင်ဒဏ်နဲ့ဒဏ်ကြေးတွေကနေကင်းလွတ်ခဲ့ပါတယ်ရှင်။ မြို့တော်ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါထူးခြားတဲ့သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးမှာမို့မြို့တော်ရဲ့ Facebook page နဲ့ YouTube channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ပြည်သူများအားလုံးကိုစိတ်နှဖျားစမ်းမချမ်းသာကြပြီးဆရာနာရှင်စနစ်ဆိုးလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့တဘာဝဘေးရန်နေအသွေးသွေးမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်ဖွဲ့သားများကစုမုံကောင်းတောင်းလိုက်ရပါတယ်ရှင်